ကနေ့ဇွန်လ29ရက်တောက်ကြနေ့မှာပြည်ရင်းဆက်3စီဈေးနှုန်းတွေထပ်မံမြင့်တက်လာရာအောက်တိန်နဲ့ဒီဇယ်1လီတာကိုကျပ်3000ကျော်အထိရောက်ရှိသွားတယ်လို့သိရပါဗျ။စီကောင်စီကပြီးခဲ့တဲ့ဇွန်လ23ရက်တနင်္လာနေ့မှာပြည်ရင်းဆက်3စီဈေးနှုန်းတည်ငြိမ်မှုမရှိကြောင်းထုတ်ပြန်ခဲ့ပြီး9ရက်အကြာမှာ1လီတာကိုကျပ်180ကနေ285ကျပ်အထိဈေးတက်လာတာဖြစ်တယ်လို့ဆက်3စီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ SPTNCC ကတည်ရပါတယ်။ရခိုင်ဈေးနှုန်းတွေထက်အခုတစ်ပတ်အတွင်းအောက်တိန်92တလီတာကို ကျက်3140ရခိုင်ထက်ကျက်180ဈေးတက်အောက်တိန်95တလီတာကို ကျက်3210ရခိုင်ထက်ကျက်180ဈေးတက်ပရီမီယံဒီဇယ်တလီတာကိုကျက်2930ရခိုင်ထက်230ဈေးတက်နဲ့ဒီဇယ်တလီတာကိုကျက်3385 ရခိုင်ကထက်ကျပ်285ဈေးတက်တဲ့အထိမြင့်တက်သွားတယ်လို့သိရပါဗျ။ဇွန်လ23ရက်နေ့ထုတ်ပြန်ခဲ့တဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာပြည်ပက73စီတင်မောတွေအဆက်မပြတ်ဝင်ရောက်နေပြီးအရန်စီတွေလည်းရက်တရက်ပတ်နှစ်ပတ်14ရက်စာခန့်တူလောင်ထားတာကြောင့်ပြည်ရင်း73စီဖူလုံမှုရှိတယ်လို့ဖော်ပြခဲ့ပါဗျ။အဲ့ဒီထုတ်ပြန်ချက်မှာကမ္ဘာရေနံစေးမြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေတာရင်း73စီဈေးမြင့်တက်လာမှုနဲ့အတူပြည်ရင်း73စီတွေမြင့်တက်လာပေမဲ့လည်းပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကဖြစ်ပေါ်ခဲ့တဲ့ဈေးနှုန်းတွေထက်တလီတာကိုကျက်တရာကနေ150အထိတက်တာယောနေတယ်လို့လည်းဖော်ပြထားပါတယ်။စစ်ကောင်စီလက်အောက်ခံဘိုးဘန်ဟာဇွန်လ23ရက်နေ့ကနိုင်ငံသားငွေကြေးဈေးကွက် FX Trading Platform မှာစက်သုံးစီလုပ်ငန်းရှင်တွေအတွက် American Dollar တန်း30ရောင်းချပေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။